ထိုင်းဝန်ဒီဂျိုဟောင်းဖြစ်ခဲ့တဲ့အဘီဇစ်ဟာဒီမိုကရက်ပါတီရဲ့ခေါင်းဆောင်ပြည်ဖြစ်လာပါတယ်။ထိုင်းနိုင်ငံရဲ့အကြီးမားဆုံးနဲ့တည်တန်းအရှိအကြဆုံးဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဖြစ်ဝန်ဒီဂျိုဟောင်းအဘီဇစ်ဟာဘန်ကောက်မြို့မှာကျင်းပတဲ့ပါတီထရီညီလာခံမှာမဲပေးသူ66.200ကျွန်တော်နဲ့နိုင်ငံရှိခဲ့ကြောင်းဘန်ကောက်ပို့စ်ကပေါ်ပြပါတယ်။ပြောရမယ်ဆိုတော့အဘီဇစ်ကိုတပါတီလုံးကအကန့်ကွက်သူမရှိထောက်ခံလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ အပြီးစကတော့ဒီမိုကရက်ပါတီကဒီမိုကရေစီစံနဲ့ရွေးကောက်တင်မြှောက်မှုလုပ်ငန်းစဉ်ရှိတဲ့တခုတီးတော့ပါတီဖြစ်ပြီးဖွဲ့ဝင်တွေရဲ့ဒီဒီညှို့ထောက်ခံမှုနဲ့ခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့အနိုင်ရမိတ်ကွန်မှာပြောပါတယ်။အပြီးစဟာ2005မှ2019အတွင်းဒီမိုကရက်ပါတီရဲ့ခေါင်းဆောင်ပြည်14နှစ်တန်တန်ဦးဆောင်ခဲ့ပြီး2023မှာနှုတ်ခွက်ခဲ့ပါတယ်။ ကျွန်တော်ရဲ့နှလုံးသားဟာဒီမိုကရက်ပါတီနဲ့အမြဲရှိနေတယ်လို့အဘိဇစ်ကဆိုပါလေအဘိဇစ်ကထိုင်းနိုင်ငံရဲ့စီးပွားရေးကြာဆင်းမှုလူမှုရေးမငြိမ်းချမ်းမှုတရားမျှတမှုရုပ်လျှော့လာမှုတွေကိုထောက်ပြပြီးနိုင်ငံရေးဆိုတာဟာနိုင်ငံတွတ်တမှုကိုဟန်တောင်းနေတယ်လို့လည်းဝေဖန်ပါလေစီးပွားရေးတွတ်တမှုဟာလူမှုရဲ့လူမှုမှုဘဝအဆင့်ကိုပြည့်တယ်လို့လုံလောက်မှုရှိပဲနိုင်ငံရေးနဲ့စီးပွားရေးလက်ဝဲကြီးအုပ်မှုတွေကဒီပြဿနာပိုဆိုးစေတယ်လို့ဆိုပါတယ် ဒါပြင်ဒီမိုကရက်ပါတီရဲ့တင်ကြတာဟာယူတော်မှုအမှန်တရားနဲ့ကြွယ်ဝမှုတော့ကိုစားပြုပြီးဒီတန်ဘိုးတွေကိုအခြေခံပြီးတော့နိုင်ငံရေးချင်းပြချဆောင်မျိုးတိုက်ဖြတ်ဖို့ကတိပြုပါတယ်။ဒီမိုကရက်ပါတီက2026မလ29မှာကျင်းပမယ်။ထရီယူကောက်ပွဲအတွက်အင်အားတိုးမြှင့်ဖို့အပီစစ်ရဲ့ဦးဆောင်မှုကိုမျှော်လင့်ထားကြပါတယ်။တကယ်လို့သာလာမယ့်2026ရွေးကောက်ပွဲမှာဒီမိုကရက်တွေကနိုင်ရမယ်ဆိုရင်တော့အပီစစ်ဟာဝန်ကြီးချုပ်ပြန်ဖြစ်လာနိုင်ခြင်းရှိပါတယ်။ ဒီမိုကရက်ပါတီဟာလီဘရယ်ဒီမိုကရေစီယူဆလိုက်နိုင်ပါပြီမဲ့ဘီယင်းစနစ်နဲ့စစ်တပ်ကိုကာကွယ်ဖို့အပြီးစစ်ကခရီးပြုခဲ့ပါတယ်ဒီမိုကရက်ပါတီကတော့ဘီယင်းစနစ်ကိုတစ်ဆာမဖောက်သလိုစစ်တပ်ကိုလည်းပုတ်ခတ်ဝေဖန်ပြောဆိုခြင်းမျိုးငကိုကလေးကမရှိပါဘူးဒါပေမဲ့ဖြူတိုင်းပါတီကတော့ဘီယင်းစနစ်ကိုတစ်ဆာဖောက်သလိုပြောခံရပါတယ်ဒါအပြင်နောက်ပေါ်လာတဲ့ပါတီတွေကလည်းဘီယင်းစနစ်ကိုပြုပြင်ပြောင်းလဲမယ်ဆိုပြီးလှုပ်ခဲတဲ့အတွက်ကြောင့်ပါတီတွေပါ ဖြတ်သိမ်းခံရပါတယ်။ Move Forward Party လည်းဖြတ်သိမ်းခံရပါတယ်။ Future Forward Party လည်းဖြတ်သိမ်းခံရပြီးသူတို့ကပါတီအစ်စ်တွေပါဆက်လုပ်ပြီးတော့လုပ်နေရတဲ့ခြေအနေမှာရှိပါတယ်။လက်ရှိထိုင်းနိုင်ငံရဲ့ခြေအနေဟာတိမ်တောင်ပေါ်မှာဖြစ်နေပါတယ်။အရင်ဝန်ကြီးချုပ်ဟောင်းတဆေရဲ့တမိကလည်းဟော်ဆန်ရဲ့ရိုက်ချက်ကြောင့်ယာဒူကလည်းတနစ်တာခံပြီးပြုတ်သွားပါတယ်။အဲ့တော့အမှုတင်ကဝန်ကြီးချုပ်ဖြစ်လာပါလေအမှုတင်ဟာရွေးကောက်ပွဲကို လုပ်ပေးမယ်လို့ကြေပေးထားတာပဲဖြစ်ပါလေ